သူ့ကိုကျောင်းမနေ့ကမဆက်တက်တာမလို့တပြီးတော့အဲ့သူဆူရထားတဲ့ပတ်စံလေးနဲ့ဒီဆိုလာလေးတွေပဲဦးလေးသွားဝယ်ပြီးခါ။ဟောဘယ်လောက်ကုန်သွားလဲ။ဘယ်လောက်ကုန်သွားလဲဆိုတော့16ဆောက်ခဏလေးမိဘလာကောင်းပါရဲ့ဗျာ။အေးဒီလောက်ဆင်းရဲပြီကိုကိုတိုင်ငားနေရတာတော့ဓမ္မိုက်တို့မှဆုသိန်း100လောက်ကိုဆရာတော်လှူရဲဆိုတာ။နည်းတဲ့တတိယမဟုတ်ဘူးဗျာ။ဟိုနေသိန်းနဲ့ကို60ဗျာ။အေးသိန်းနဲ့ကို60။ဒါပြင်ဘုရား9သိန်းဗျာ။အေးပေါ့။ဟိုသူ့ဆရာမလေးတွေကိုတရား တသိန်းဖျား900ဟောဒီဘောနောက်ပြီးတော့ဟိုတပည့်တော်တို့ပွဲလုပ်လို့ရှင်လေအဲ့အတွက်20ဖုံဖုံအပ်ထားလိုက်ပါတယ်ပွဲလုပ်တယ်ဆိုတာသူ့ရဲ့ဂုံယူပွဲဆိုတာကိုယ်ဂုံယူပွဲကိုကိုကပြန်ပြီးပတ်သက်နဲ့လုပ်ရတာဟုတ်ပါဗျာအခုကလုံးကိုပြန်ပြီးဂုံယူမှာဆိုတော့ဟုတ်ပြီကျန်တဲ့လူတွေရောအေးပါဗျာအေးပါ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 ဘာပြောမြင့်မြတ်ပါတယ်သမီးဒါပေမဲ့ဒါဘုံဘုံကတော့ယူသားပြောရရင် တို့ဒီဆင်းရဲလို့ပါတမီးရဲ့เนาะဘာပဲပြောတမီးရဲ့ကျူသာမှုကအဲကြောက်ကောင်းတပွင့်လို့ပါပဲအဲတကယ်လည်းတန်မှုကြီးပါတယ်တမီးကိုလည်းဆက်လက်ပြီးတော့တနိုင်ငံလုံးကစောင့်ရှောက်စေချင်ပါတယ်ဒီကမကြီးတို့ဆက်သွဲ့မယ်ဆိုဘယ်ဟိုဖုံးဆက်ပြီးလာပြီးတော့လှူဒန်းလို့ရတယ်ဖုံးမိုးပဲဆက်ကြလဲပါကြဖုံးမိုးရဲ့ဖုံးနံပါတ်ကတမီးရဲ့ပြောနေဖုံးမိုးကမသိဘူးကဲဒါဆိုတမီးအားနေရဖြစ်ပြီး ကိုဖုံမုံရဲ့ဖုန်းနံပါတ်ကိုပြမှာပေါ့အင်းအင်းအင်းဖုံမုံထဲမှာလည်းဖုန်းနံပါတ်တွေရှိပါတယ်အဲဆိုတော့ကိုကဖုံမုံအောက်ကဖြစ်နေပြီးတော့အော်အဲကောင်းပါပြီအဲ့တော့ဒကမကြီးရဲ့ဘာပြောပြောအလားဦးဇင်းတို့ဦးဇင်းတို့နိုင်ငံရဲ့ယက်တီမှုအခြေအနေပါဒါသမီးလေးအငယ်ဆုံးအဲ့တော့သာသမီတွေကလည်းသူတို့အိမ်အောင်နေကြတော့အလုပ်တွေလုပ်ကုန်မလားမင်းယောက်မင်းယောက်ကြသွားပါလေမင်းယောက်ကြပါရဲ့ခင်ဗျာမင်းယောက်ကြပါပါ သူတို့ဟိုဘာတွေလောက်ကြလဲတော်တော်လေးအနေအကြီးဆုံးကတော့ तू อ่ะအဲ့ဒီဘာဘာယူလို့ကောင်းမှရှိလို့ မပြောပါပြောပါပြောပါအကြီးဆုံးသမီးလေးကတော့ဘွဲရတယ်ခင်ဗျာ။ဩော်။သူကအဲ့ဒီသူတက်တဲ့ကိုပိုင်ကျောင်းမှာလဲစာသင်နေရဲ့ပုံ။ဩော်။စာသင်တော့ဆီယမပြန်လောက်တာလား။တင်မဖြစ်။ဩမဆိုးဘူးပဲ။အင်း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 ။အဲ့ဟိုကျန်တဲ့သမီးလေးကတော့ဆက်ရုံဆင်းနေခင်ဗျာ။အေးဘောဒီတော့ဒါကြောင့်မဲရက်တီရတာပေါ့။ဒကာကြီးကအသက်60ကျော်သွားပြီ။တင်မဖြစ်။တော့တော့60ဦးစင်းတော့ကြီးတယ်။68အေးဟုတ်တယ်ဦးစင်းတော့ကြီးတယ်လို့။အေးဘာပဲပြောပြောပေါ့လေဒီလိုလေးကြူစားခွင့်ရင် ဒါလည်းကံလူတယ်နော်ဟိုကောင်မကြီးကစုတ်တာလည်းကောင်မကြီးနဲ့တမတ်ကျော်ပဲกว่าလीဟုတ်တယ်မလားလူလည်းသူ့ကိုသူတော့သူလိုအပ်တယ်ဆိုတဲ့ပုံမှာသူပြောပြတယ်လေခုနမှန်ပါဗျာဘာပြောဥစဉ်တော့ဒါလေးကိုလာပြီးတော့ဟိုအင်တာဗျူးလဲဆိုတာဘဝကိုလာကြည့်တာပေါ့မှန်ပါဗျာဟုတ်တယ်မလားဒါအတိုင်းကြီးရဲ့အဲအခြေအနေနဲ့ပေါ့နော်မှန်ပါဗျာရှိနေတဲ့ထက် ဒီကမကြီးကမိုးကုတ်သာသနာကိုခဲပြီးတော့ဒီနတ်စင်နေပုံပေါ်လက်ခံနေတာပဲလားဟုတ်မဟုတ်ဘူးခုံမပြာဒီတော့လေအဲ့လိုမျိုးလေလေဒီတက်ကြီးရဲ့ဒီမလုံနိုင်ပြပါဘူးခင်ဗျအဲ့တော့အခုသမီးလေးကိုအဲ့လိုတတိတော်တို့အားနေလို့သမီးလေးကိုငငယ်လေးကပတ်မိုးပေးတာပါခင်ဗျအဲ့လိုမျိုးတိအောင်လို့ငားလဲအောင်ရောက်တတ်အောင်လို့ဆိုပြီးတော့အဲ့လိုတောက်ဖို့တော့အဲ့လိုတောက်ဖို့မှအခုတတိတော်ရောက်တယ် အကြောင်းရောက်တာပဲအဲ့လိုမျိုးဝိဘုဘဝိပန်တနာရဲ့ဘာကြီးတိတော်မမေမူးသေးပါဘူးခင်ဗျာဘုဘလေးစောင့်တော့ပါပဲခင်ဗျာအဲ့ကြောင့်တခါကြီးဆိုပို့ပြီးတော့အားနေပါလေခင်ဗျာကရင်ဆိုတော့တင်မပါဗျာအဲ့ဒါကြောင့်တတိတော်အဖေရတော့လေသုံးတာသွားတယ်သူတတိတော်မွေးပြီးခဲ့ရတယ်တရားထိုင်တာတနေ့လေးချိန်တော့ဖမ်းပါတယ်ပေါ့ပေါ့ဒါမှမဟုတ်တတိတော်လို့အလိုက်မရလိုက်ပါဘူးခင်ဗျာဘာပြောပြောအယူစင်ကြဲခြင်းလို့ခေါ်တာဟုတ်တင်မပါဗျာ အဲဦးဇင်းတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာလို့ပြောပြီးတော့နတ်ဘူရောမေရောအာစုံနေတာပဲလေမှန်ပါဗျာဒီဖရာဇတ်တော်ရင်းနဲ့ပေါင်းအဲဖရာတဲ့မှာလဲကြောင်းတဲ့မှာလဲအလူပဲငကားကြီးတိုက်ပြီးအဓာတ်ကြီးနတ်ကြီးစုံသွားတယ်အဲကြတော့ဦးဇင်းတို့ကတမာဒိဋ္ဌိပေါ့မှန်ကန်တဲ့အယူမရှိရင်ဗုဒ္ဓဘာသာလို့မခေါ်တော့အဲ့တော့ခုနကလို့ဒီဟိုအစိမ့်တွေကြီးကိုယ်ွယ်နေရတာအဲ့လိုပေါ့ ဒေဝရှင်ကက်တင်ရှင်နေကိုယ်ဝင်နေကြတယ်မလွတ်မြောက်တဲ့ဘဝတွေဖြစ်တော့တန်တရားလည်းလဲရတော့တာပေါ့တင်ပါဗျာဦးဇင်းအဲ့လိုမဖြစ်စေချင်လို့သာပြောတာပါတင်ပါဗျာဦးဇင်းတို့မဟုတ်ဆရာတော်ဘုရားငါသူပဲယောက်ျားမိန်းမမရှိလို့တော့ပြောရလေတင်ပါဗျာနတ်ရှင်နေဘိုးတွေပုပ်ဘူးတွေဘာမှမရှိတော့ဘူးလေတင်ပါဗျာအဲ့လိုအဲ့လိုကောင်းပါပြီအယူစင်ကြပါသေးပေါ့တင်ပါဗျာတင်ပါဗျာသမီးလည်းအဲ့ဒါမျိုးအတိအောင်တော့လုံးအဲ့ဒါကြောင့်မို့သမီးလေးကိုသိအောင်လို့ဆိုပြီးတော့ တတိတော့မသိပေမဲ့တမီးတို့သိအောင်လို့ဆိုပြီးတော့အဲ့လိုပုတ်ပေးရပါခင်ဗျာအေးပါအေးပါဒကမကြီးကဘာလုပ်တယ်လို့သိလို့တတိတော့ဘာမှမလုပ်အရင်ကတို့ထမင်းချက်ပေးတယ်ခေါ့ဗျာဒကာကြီးရောဘာလုပ်တော့ဒကာကြီးကလည်းဘာမှမလုပ်တော့အရင်တော့အရင်တော့ရွာမှာလည်းပဲလုပ်တာပါခင်ဗျာဩရန်ကုန်ဘလို့ရောက်လာတော့ရန်ကုန်ဟိုမှာစီပွားရေးတွေအဆင်ပြေလို့ဒီမှာခလေးတွေစက်ရုံစင်းလို့လိုက်လာတာပါခင်ဗျာဩဟုတ်ပြီဟုတ်ပြီဟုတ်ပြီအင်းအင်းဘောတိုင်းပြည်ရဲ့သဘောအရာလဲစေယုံလေးုံရှိရနေအောင်ဝန်ထမ်းတွေလာစုအဲ့ဒါမိဘတွေတာသမီတွေရှိရလေးနဲ့စား အဲမဝရည်စားလေးနဲ့ပဲရက်တည်ကြတာပေါ့အဲကြတဲ့မှာခုနကတို့အကြောင်းတရားလေးကြီးစုံတော့လည်းကောင်းတယ်ဘာလို့တနိုင်ငံလုံးမှာသူတစုံတဲ့ဘုလဝင်ဆူရတယ်ရတဲ့ပတ်စံနဲ့ကိုကိုအိမ်တစ်လုံးအဲအခုချိန်မှာဒီနေ့မှာအိမ်ဝိုင်းဝင်မယ်ဆိုဘယ်လောက်ရှိတယ်ဒီနေ့မှာဆိုလို့ရှိရင်အဲမြေခွက်ကတော့ ဆိုတော့80လောက်ရှိတယ်။အေးလေကဲဥမာဆိုတော့ဂမိုင်းမှာအခုရတာသမီးအတွက်300ကျော်ရတယ်လေ။တင်ပါဗျာ။အဲအဲ့ဒါတစ်ခွက်လောက်တော့ဝယ်ထားတင်တာပေါ့။တင်ပါဗျာ။အဲအဲ့ဒါလေးပြီး20ပြီး60လား။တင်ပါဗျာ။ပြီး20ပြီး60ပါ။ဘေးပေါ့ဘေးပေါ့ဘေးပေါ့။ဟိုရောက်နေတော့ဒီလိုပါ။ကိုသမီးလေးရဲ့ဘဝကိုဥစဉ်ဝင်ကြည့်တော့ဖမုံဝင်ကြည့်တော့ဖမုံကဒီလိုတင်ပြပေးနိုင်တာရဲ့။မြန်မာနိုင်ငံမှာ ဲ့လိုပဲမပြည့်စုံကြပြီမဲ့တော်တဲ့သမီးလို့ဆက်ပြီးတော့ထောက်ပံ့တဲ့ပုံစံမျိုးဖြစ်စေချင်တာပါတမန်ပါဗျာတကယ်တော့အခုရှိပြီးသားမှအောင်မို့ဒါကလိုက်တာမှနော်တမန်ပါဗျာအဲဟိုတော့ဘုမရှိပြလို့ရေးထားတာဗုဒ္ဓမာမကအရှင်သုံးတရဟုတ်လားတမန်ပါဗျာသူနန္ဒနော်အေးဟိုတော့ဘုမလည်းရေးတာမှအေးသူ့ရဲ့ဖုန်းနံပါတ်က39အ39ခွန်အ39ခွန်ကိုလေးလုံး6ခွန်6ခွန်ဒါသမီးလေးကိုဆက်သွယ်ခြင်းရယ် ဲဥစဉ်ထပ်ပြောပြီးတော့ပေါ့39 66 53လုံး353 4လုံးနောက်တစ်လုံးက39 439 439 99 439 439 99 99ဒါတော့ဥစဉ်အခုရောက်နေတဲ့တမီးလေးဣကြပြူဒီမိုင်းနာမည်ကတမမိုးခိုင်ပေါ့အဲအဲဘာပြောပြောအဲ့ဒါလေးကိုဥစဉ်တင်ပြပြီးတာတနိုင်ငံလုံးမှာရှိတဲ့ ိုးစားနေတဲ့မြန်မာနိုင်ငံလူငယ်တွေထက်မြက်တဲ့လူငယ်တွေဆရာကောင်းအောက်ကိုရောက်ပြီးတော့ဥတုဏ္ဍရဲ့ကြိုးစားမှုကြောင့်သမီးလေးဟာတော့တနိုင်ငံလုံးမှာဆူရတော့အခုဆိုမီဒီယာတွေအင်တာဗျူးတွေတောက်လျှောက်လာနေကြတယ်ပေါ့ဗုဒ္ဓမာမကပဲမှတ်လိုက်တာကောင်းပါတယ်ဟုတ်ပြီလိုင်းသားရလို့ထည့်ရဥတုဏ္ဍတဲ့နောက်လုံးနာ ဟောဆရာတော်ရဲ့ကျူသာမှုကအံ့ဩလောက်ပါတယ်မှန်ပါဗျာစုလေရအောင်လုပ်ပြီးတယ်ဆရာတော်ကမကြီးကဦးစင်းနဲ့တွေ့တုံးမှာပေါ့အခုသမီးလေးကိုလည်းဦးစင်းဖြူးနေတယ်ပေါ့အခုစားအိမ်လိုက်လာပြီပေါ့ဒီကမကြီးဦးစင်းဘာပြောချင်တယ်လဲဦးစင်းနေနေပြောရတာကြီးကဟိုရင်မချီအောင်ခံစားရတယ်ဆိုလို့ဦးစင်းမှာဆင်းရဲတဲ့ဘဝနေခဲ့ရတယ် ဒါပေမဲ့ဥစဉ်ကြောင့်အောင်မြင်ခဲ့တယ်ဒါပေမဲ့ဥစဉ်စွန့်ခဲ့တယ်ဒါပေမဲ့ဥစဉ်တို့ကဘောရဘာသာဆိုပြီးတော့မွေးနေတာကိုရတာလုံနေဟုတ်ကောဘာနဲ့ဖွင့်တာလဲဒါနဲ့ဖွင့်တာပဲလားဟုတ်ကောဖုံမတော့ဆိုလာတက်တလေးရှိတယ်ဖုံမကွာလာကြာရင်ဖုံမတနှစ်ကြော်လာရှိတယ်။ဟောတော့လည်းသုံးရတယ်ပေါ့။ဆိုလာနင်းနဲ့ပဲလောက်ရတာပေါ့။ဟုတ်။အင်း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 ။နင်းလဲဆိုတော့ပို့ပြီးတော့တင်ပါဗျာ။ငါကြိုက်တော့ညကြမ။ညကြရင်တော့မရတော့ဗျာ။အာကောင်းပါ။ဆိုလာတက်တလေးဆိုတော့အများကြီးမဟုတ်ဘူး။အေးပေါ်မြန်မာနိုင်ငံသူများနိုင်ငံတွေကလှုပ်ရှားကြရဖြစ်နေ။ ိုနိုင်ငံကိုကိုတီထွင်နိုင်ဘူးကောင်းတယ်အဲ့တော့ကြည့်ပြောပါအောင်ဒကမကြီးရယ်ဦးစင်ဗုဒ္ဓဘာသာဆရာတော်တပါးအနေနဲ့ကိုသမီးတို့လာပြီးတော့မီဒီယာနဲ့မတူတဲ့ပုံစံနဲ့ဦးစင်အင်တာဗျူးတဲ့ပေါ့ပါဘာကြောင့်လဲလို့ပြောရင်ဦးစင်ကတော့ခံစားပြီးတော့နားနေတာပေါ့ဟုတ်ပါဘူးဟိုမျက်ရည်ကျမှတနာစရာမဟုတ်ဘူးဦးစင်ကကိုယ့်ရဲ့ကြိုးစားမှုဟာအားလုံးရဲ့ထိတ်ဖြစ်အောင်လှုပ်ဆီခြင်းတလို့ကြိုးစားနေတဲ့သူအတွက်ကလောကဆောင်းလျှောက်ပါတယ် ်ဒကမကြီးများဘာပြောချင်သေးလဲလို့အခုဦးစင်အိမ်ရောက်ဖူးသွားပြီးတမီးလေးအခုရတဲ့ဆုအများကြီးပဲဒါမဲ့တကယ်တော့လေခုံမဲရတာပါဒါတွေကအကုန်လုံးနောက်တကြိုးကြီးပဲကုန်ဦးစင်တမီးလေပထမလေးပဲရတယ်တော်တယ်ဦးစင်ကတော့လူပါစူပါကြီးအောင်မြင်တော့တာတမီးတွေလည်းလူပေါ့ပန်ပုံးလို့တော်တာပေါ့ဒါမဲ့လေသူလည်းတအားကျူစားတယ်၆ပါးသားဂုံနူးရှင်အဲ့လိုအဲ့လိုပြောကြတာအဲ့လိုတော်တဲ့တမီးလေးတွေကို မတတ်နိုင်တဲ့သူလိုတတ်နိုင်နေရစောင့်ရှောက်တာတော့ဒါမျိုးရှိတယ်အဲ့တော့ဒကမကြီးဦးစင်းနဲ့တွေ့တော့မှဘာမှပြောချင်မိလဲမပြောတတ်ပါဘူးမပြောတတ်ပါဘူးအေးအေးဒီသမီးနဲ့တော့ဘလို့ခုံယူလဲဝမ်းသာတာပေါ့ခင်ဗျာအခုလိုမျိုးဟိုဤသူရောဟိုခုံမုံတို့ရောအကုန်လုံး ရွာသူရွာသားတွေရောအဲ့လိုမျိုးလေရွာသူရွာသားဆိုတာရွာသူရွာရွာလူကြီးကလည်းလိုင်းမောင်းနေကြီးအဒီရလူကြီးဟုတ်ဖုန်းနံပါတ်တွေလိုက်ရှာအခုနေတဲ့ရွာဒီမှာဗျာတော်တော်လေးကိုဝမ်းသာပါလေခင်ဗျာဒီမှာအေးပါ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 သူမြဲလက်ဆက်ကြူစားမှာနော်ကဲကောင်းပြီသူမြဲကို